။လုံးချမရတဲ့ခြေစွမ်းနဲ့တန်းမှဆင်းသွားရမယ့် United ။ဒီအသင်းကလည်းဟာတာအဆင်မဟုတ်တော့တော်တော်လေးကိုစိုးရတဲ့အနေအထားဖြစ်နေပါပြီ။အနောက်ဆုံးကစားခဲ့တဲ့ Premier League အဝေးကွင်း၈ပွဲဆက်တိုက်နိုင်ဝဲပြောင်းဆုံးတယ်ဆိုတာကြီးကတော်တော်ကြီးကိုစိုးတဲ့အနေအထားပါ။နိုင်ဝဲပြောင်းတယ်ဆိုလို့ဒီ Chelsea Man City, Liverpool, Arsenal တို့လိုမျိုးတကယ်ကိုထိတ်တန့်အသင်းကြီးတွေတွေ့ရလားဆိုတော့ကစားခဲ့ရတဲ့အသင်းတွေက Fulham တို့ပြီး Brentford တို့လိုအသင်းတွေဖြစ်နေပါတယ်။ ဒါပေမဲ့ United ရဲ့ကစားပုံကတော်တော်လေးကိုဆိုးရွားလို့နေပြီးတော့ရလက်ပိုင်းအရာရှုံးနေခဲ့တဲ့ဆိုရင်တော့မှခြေဆွမ်းပိုင်းအရာမရှုံးနေသင့်ခဲ့တဲ့ပွဲတွေဖြစ်ပါရင်ဒီနေ့ပြအမရင်ရဲ့ခေါင်းမာချက်ခေါင်းမာချက်ကတော့ကြောက်တုံးထက်တော်ဆွဲလို့ပြောမှာဖြစ်ပြီးတော့အခုဒီအဆင်မပြေသေးတဲ့ဒီနောက်တန်း၃ရောက်ကစားကွက်ကိုဘာကြောင့်ဆွဲဆွဲလန်းလန်းဖြစ်နေလဲဆိုတာတကယ်ကိုနားမလည်နိုင်ပါဘူးပြည်ရည်ရီလုံးကလည်းအဆင့်၅နဲ့ဇက်သိမ်းခဲ့ပြီးတော့တန်းစင်းဆောင်တိုက်ပွဲဆင်လွှဲရမလို့ဖြစ်နေခဲ့တဲ့ဂိမ်းမှုတော့ဒီဟာဒီမှာလည်းဒီလိုသုံးဆမရတဲ့ခြေစွမ်းနဲ့တန်းမှာဆင်းသွားရမှာဖြစ်ပါရင် တန်းဆွေးသွားတဲ့ဒီအသင်းနေထားကဝမ်းနေစရာမရှိဘူးလို့ပြောမှာဖြစ်ပြီးတော့ပရိသတ်ကိုဆေးဒုက္ခပေးတဲ့နေရာမှာဒီအသင်းကအဆိုးဆုံးပဲဖြစ်ပါတယ်။မင်းကလည်း brand phone နဲ့ဝေဝင်ပွဲစဉ်ကိုတွားကစားခဲ့ရပြီးတော့တုံးကုတ်ကနေရှုံးနေလာခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်ဒီပွဲမှာဒါဒီမိုနီတာအနေနဲ့တေချာနိုင်လောက်တဲ့အခွင့်အရေးတွေဥစားကိုရရှိနိုင်တဲ့အခွင့်အရေးတွေရရှိခဲ့ပေမဲ့လည်းတိုက်စစ်ကအဆုံးသတ်ညံပြင်းမှုရဲ့ဘူနိုဖာနယ်ရဲ့ပယ်လီလွဲချော်မှုတွေအကြောင်းသာအခုလိုမျိုးဂိုးပြေရှုံးဝဲတွေကျုံနေသွားခဲ့ရဖြစ်ပါတယ်။နောက်ပြီးတော့ brand phone တွင်းကနေတုံးကုတ်တုံးကုတ်စလုံးမှာလည်းသူတို့ရဲ့အသင်းရဲ့တိုက်စစ်ကစားပုံသူတို့ရဲ့ open play တွေကောင်းမွန်တာအထက် United နောက်တဲ့အားနေချက်တောင်ပြလိုက်တာဖြစ်ပါတယ်။ အယူနိုက်တက်ကပွဲစတဲ့ကဒီပွဲမှာဆိုရင်ဖျားပေးကစားနိုင်ခဲ့တယ်ဒါပေမဲ့ Brandford ဘက်ကလည်းခေါက်မှတုံ့ပြန်ခဲ့တယ်ပွဲချိန်10မိနစ်မှာတွင် Brandford ဘက်ကအုပ်ဆောင်ရရှိသွားခဲ့ပြီးတော့ Henderson ဖြတ်တင်ပေးလိုက်တဲ့အခွင့်အရေးကိုတရားဟုကဆွဲပြေးကန်သွင်းသွားခဲ့တာပါဒီကောမှာဆိုရင်ဒီ Maguire ဟာလူကျုံမောဖမ်းတယ်လို့လို့မဖမ်းတယ်လို့နဲ့မမဆောင်ဆန်နေခဲ့တာကြောင့်ဂိုးပေးလိုက်တာပါအဥဆောင်ကိုပေးလိုက်ရမယ်လေ United တို့တုတ်ပြန်မှုတချို့ပြန်လည်ပြလို့နိုင်ခဲ့ပြီးတော့အဆုံးသက်ပိုင်းကတိုင်ပတ်ရိုင်းထွက်နေခဲ့တာပါဒါပေမဲ့ပွဲချိန်ဆက်လုံးမနေဝင်ချင်းမှာကွန်ညာရဲ့ area အပြင်ဘက်ကကန်ချက်ကကောင်းခဲ့ပေမဲ့ဂိုးဘေးကနေကတ်ထွက်သွားခဲ့ပါတယ် အဘရန်ဖို့ဘက်ကလည်း United အားနည်းတဲ့ဒီအမြင်ပေါ်တွေလက်ပစ်ပေါ်တွေစက်ပစ်တွေကနေဂိုးရဖို့ထပ်မံကြိုးစားလာခဲ့ပါတယ်။ပွဲချိန်ဆက်ကုန်မနစ်ဝင်ချင်ပါဆိုရင်ဘရန်ဖို့ဘက်ကနောက်ထပ်ဥဆောင်ကိုထည့်ရမယ်အခွင့်နှစ်ချိန်လောက်ရှိခဲ့ပေမဲ့ဘာရီနာအချိန်မီပို့ထုတ်နိုင်ခဲ့လို့သာကံကောင်းခဲ့တာဖြစ်ပါတယ်။အပွဲချိန်မနစ်20ဝင်ချင်ပါဆိုရင်လည်းဘရန်ဖို့ကနောက်ထပ်ဥဆောင်ကိုထပ်မံရရှိသွားခဲ့ပြီးတော့ထုံးစံတိုင်းဂေမူနော့ခန့်လို့နေတောင်တောင်လုံးနေမှုကနေပြီးတော့တရားကသွင်းသွားခဲ့တာပါ။ဒီကွက်မှာဂေမူနော့ရဲ့နောက်တန်းအတော်လေးကိုအမှားများနေခဲ့ပြီးတော့ဘာရီနာလာဒီတက်ဆိုးရတဲ့လက်စွမ်းနေဆိုရင်ပရိုင်းမာရင်၅ဆီရှင်တို့၄ပွဲရတော့အနေထားတွေကိုဖြစ်သွားနိုင်ပါတယ်။ ပွဲရည်26ရက်နေ့မှာတော့ဂိမ်းမှုတို့ခြေပါဦးတစ်ခုပြန်လည်ရရှိခဲ့ပြီးတော့ရှက်ကိုကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဒီကိုကလည်းအတော်လေးကိုရီးရတဲ့အနေထားလို့ပြောမှာဖြစ်ပြီးရှက်ကိုအနေနဲ့ပရမခေါင်းတိုက်တယ်၊ကုသမပြန်ပုတ်ထုတ်တယ်၊ထက်ကန်နဲ့ထက်ပုတ်ထုတ်တယ်။နောက်ဆုံးအားပြင်းပြင်းနဲ့ကံပါပဲခိုးဝင်သွားတာပါ။ဒါတော့မှ VR ကတေချောင်းဆစ်လိုက်ပါသေးတယ်။အဲခြေပါဦးတစ်ခုရပြီးတော့ United တို့တောက်ချော်ဖိအားပေးမှုတွေပြုလုပ်နိုင်ခဲ့ပေမဲ့လည်းအသေးပေါ်ချင်းချင်းနားလည်မှုလွဲနေတာတွေဒီ brand ဖို့ခံစေအကြောင်းကိုမကျော်ဖြတ်နိုင်တာတွေကြောင့် Prime ဖိမှာတော့2-1နဲ့ယူနိုက်နေခဲ့ပါတယ်။ အဒုတိယအိမ်မှာလည်း United တို့ကပွဲကိုလွှမ်းမိုးကစားထားနိုင်ခဲ့တယ်။ဒါပေမဲ့လည်းထိရောက်တဲ့အခွင့်အဖန်လေးမျိုးတွေကတည်ပြီးတော့မြင်တွေ့ခဲ့ရခြင်းမရှိပါဘူး။ area အပြင်ဘက်ကကန်ချက်တွေကမြင်တွေ့ခဲ့ရပေမဲ့ Brandfo ကုသမကလည်းကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ဘူးဖြစ်ပါရယ်။ Brandfo ဘက်ကလည်းအနိုင်ရထားသည့်တိုင်အောင် cancel ပေးမစော့ပဲခွင့်ရရလို့ game တို့ကိုပြန်လည်ဒုက္ခပေးထားနိုင်ခဲ့ပါရယ်။ဝယ်ရှင်63မိနစ်မှာတော့ Brandfo ဘက်ကတံမြတိုင်းစိတ်ကနေပြီးတော့ဒဏ်ကိုခွင့်ရတော့ရလိုက်တဲ့ပေမဲ့ဒီခါမှာတော့ကုသမဖာရင်တောင်နေရာယူဖွယ်မဲ့နဲ့ကောက်ွက်သွားနိုင်ခဲ့တာပါ။ အပွဲချိန်မိနစ်90ဆင်မှာတော့ MVO Brandon နောက်တန်းကဆွဲလဲသလိုဖြစ်ခဲ့တာကြောင့် game လို့ penalty ရရှိခဲ့တယ်။ရရှိရတဲ့ penalty ကို Bruno Fernandes ကသုံးသပ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း Brandon ကိုယ်တိုင်ကကာကွယ်သွားနိုင်ခဲ့တာပါ။ဒါ Bruno အတွက်တော့ဒီအသီးမှာဒုတိယမြောက် penalty လွဲချောက်မှုလည်းဖြစ်ပါတယ်။တကယ်လို့ဒီကိုသားဝင်သွားခဲ့ရင်တော့ပွဲပြရလက်ကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပါတယ်။လက်ချက်မိနစ်ချိန်မှာ United တို့ကလူစားလဲမှုတွေပြုလုပ်ခဲ့ပြီးတော့ down shot ဖိအားပေးထားနိုင်ခဲ့ပေမဲ့လည်းအဆုံးသတ်ပိုင်းအားနည်းချက်တွေကြောင့် ချီပါကိုတွေတော့မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။နိုင်ဂျင်ရှင်ဝင်ငါးမိနစ်မှာတော့ဂျက်ဆင်ကပွဲသိမ်းနိုင်ကိုလှလှပပသွင်းယူသွားခဲ့တာကြောင့် United တို့လည်း བྱ ဖွတ်သွားရကနေပြားတုတ်ခင်ရပြီးပြန်လာခဲ့ရတာဖြစ်ပါရင်